ပြောပြပြန်တစ်ခုရှိလို့မနေ့က Facebook မှာထုတ်လိုက်တဲ့ post တစ်ခုပေါ့နော်ဒေါ်လာကြီးရရန်တက်လာတော့တဲ့ဒီစီမံတွေကိုပိုင်ဆိုင်ထားတဲ့ကောင်မလေးတွေတဲ့အာပြီးတော့ဒီစီမံတွေနဲ့တွဲနေရပေါ့နော်ဒီအမျိုးသမီးရရန်ကန်ကောင်းတာပဲဆိုပြီးပြောထားကြတယ်ရှင်တို့စီမံတွေပလေးရကြရှင်တို့မသိဘူးလားဟမ် စီမံရေးရမ်းပလေးရကျွန်တော်မသိဘူးမလားမသိဘူးမလားပြပြမယ်မသိရင်အာကျမလွန်ခဲ့တဲ့တစ်နှစ်ကျော်နှစ်နှစ်လောက်ကပါတော့ဒီကျမ MMU ကလူတွေမတွေ့ဘူးဒီ MMMC ကလူတွေတော့တွေ့ဘူးရယ်သူကကျမနဲ့တွေ့ခဲ့တယ်သူက Loki နေတာမတွေ့ခင်တော့လည်း Loki ပဲသူတွေ့ပြီးတော့သူက Loki ပဲလူ Loki လဲဆိုတော့သူက Facebook လည်းတိတ်မတော့ဘူးအဲ Telegram လည်းသူကတိတ်မတော့ဘူးဒါပေမဲ့သူ့ရဲ့ ဒီ official account ပေါ့နော်ဒီဒီသူ့ရဲ့ face နဲ့ official account ဖွင့်လာတယ်။သူကလုံးဝတနှစ်ကျော်နှစ်နှစ်လောက်ရှိပြီဗျာ။လုံးဝ post မတင်ဘူး။ဘာ post မှမတင်ဘူး။ဘာ post မှလည်းမ share ဘူး။ဘာ status မှလည်းမတင်ဘူး။ဘာ mind မှလည်းမတင်ဘူး။နော်မတင်တော့သူများ post တွေအောက်မှာ comment ရှိလာဆိုလည်းမရှိဘူး။ဘယ် main ကလေးရဲ့ post အောက်မှာမှ comment မရှိဘူး။ဘယ် main ကလေးရဲ့ post အောက်မှာမှ react မရှိဘူး။ ဘယ် celebrity ဘယ် interview တွေအောက်မှာမှ comment မရှိဘူး post မရှိဘူးဟို react မရှိဘူးထားပါတော့အဲ့နဲ့သူ့ကိုမေးလိုက်ဘာလို့နေလဲသူ့ကောင်ကြီးကမီးစိမ်းပြီးတော့ဟာမသိရင်အကောင်ကတေးနေတယ်လို့ပဲသုံးတော့သုံးနေတာပဲတေးနေတယ်လို့ပဲဘာမှမလုပ်ဘာလို့နေလဲသူ့သူ့ကိုမေးလိုက်သူဂိမ်းဆော့တယ်သူစကားကြည့်တယ်သူတစ်တော့ကြည့်တယ်မေးလိုက်တာသူဂိမ်းဆော့တယ် ူစကားကြည့်ရယ်သူတက်တော့ကြည့်ရယ်အဲ့တော့ကျမကလည်းခင်ုံတိတ်ပြီးတော့မစော့တော့ဗောနော်သူ့ကိုလိုက်ပြီးတော့ check လုပ်လို့မရဘူးသူကကျမလမ်းမဲ့လွတ်ထားရတာဗောကျမဘယ်လောက်ထိအောင်အဲ့တော့ယူလဲဆိုရင်လေဒါကျမကတကုံမတက်တာသူကဒီ MMMC ဆိုတော့ကျမလည်းသူเนี่ยအဝေးပဲကြောင်းပြန်လာရင်နှစ်နာရီခွဲသုံးနာရီเนาะပြန်လာရင်ကျမအမြဲတမ်းအမြဲတမ်းတော့မဟုတ်ပါဘူး sorry မြင်နေတော့မဟုတ်ဘူးတစ်ခါနှစ်ခါပေါ့ဟာသူ့အကြောင်းကိုကျမတွားကြို့တယ်သူကသူကအကြောင်းဆင်းတဲ့အချိန်မှာကျမအကြောင်းကနေပြီးတော့တစ်ခါကျရင်စောပြီးတော့ပြန်လာတဲ့နေ့ဆိုရင်ပေါ့နော်အိမ်မှာရေမှုချိုးပြီးမှပြန်ထွက်တယ်ဒါကတော့နောက်ကြတယ်ပေါ့နော်အဲအဲ့လိုမျိုး practical ဘာရှိလို့ tutorial ဘာရှိလို့နောက်ကြတယ်ဆိုရင်ကျမကကားကိုစီးွားလိုက်တာပေါ့နော်အိမ်ကိုအိမ်ကိုပြန်တော့ကားကိုစီးွားလိုက်ပြီးတော့သူ့ရဲ့ သူ့ရဲ့ဒီရေချောင်းရဲ့ရေချောင်းเจ้าရဲ့ရှိမှာပေါ့ရေချောင်းကောလေးရဲ့ရှိမှာကျမမှတ်တိုင်မှာသွားထိုင်ဆောင်